အားလုံးပဲမင်္ဂလာပါဒီနေ့မှတော့ကျွန်တော်စာရေးတာနဲ့ပတ်သက်ပြီးတော့အနေနဲ့ဝေမျှပြသွားခြင်းပါလေအတချို့မေးကြတာရှိတယ်ဗောလေစာကောင်းကောင်းရေးတတ်ခြင်းနဲ့ဘယ်လိုမျိုးလေ့ကျင့်လို့ရမလဲဆိုပြီးတော့မှတ်သားမေးကြရတယ်ဟိုကျွန်တော်အခြေခံအဖြစ်တော့ဒီ၃ချက်ကိုလောက်ထားလို့ရှိရင်စာရေးခြင်းအတတ်ပညာဗောနော်ဒါအများကြီးလေ့ကျင့်ရရောက်တယ်လို့တော့မှတ်ယူလို့ရပါတယ်ဒါတော့ဗာလို့ဆိုရင်စုတုပြုဗောနော်၃ချက်ဖြစ်ပါတယ်ဒီဟာကဆမ်မင်းတူကိုရဲ့အချံပိချက်ကလေးလို့လည်းကျွန်တော်မှတ်သားထားပါတယ် ထမဆုံးစုပေါ့လေစုဆိုတာတော့ကျွန်တော်တို့ကဒီစုဆောင်မှုလောက်တာကိုဆိုတော့ပြတ်ပါတယ်ဥမာကိုကစကောင်းမရေးတတ်သေးခင်မှာဥမာတခြားဆိုင်ဆရာတွေရဲ့ဒီလက်ရာတွေတခြားသူတွေရေးထားတဲ့ဆောင်းပါးတွေစသဖြင့်ကျွန်တော်လေ့လာလို့ရပါတယ်အဲ့တော့များများစုဆောင်များများလေ့လာပေါ့နော်ဒီကနေပြီးတော့ကျွန်တော်တို့လေ့ကျင့်သင်ယူသွားလို့ရပါတယ်နောက်ဒုတိယတစ်ချက်ဖြစ်တဲ့တူပေါ့လေတူဆိုတာတော့ကျွန်တော်တို့ဒီစာရေးတဲ့ခါမှာရေးဟန်နေရှိတယ်ပေါ့နော်ဟိုမှာတယောက်တယောက်စာရေးဆရာတယောက်တယောက်ရေးဟန်လေးတိမတူကြဘူးပေါ့နော်အကူကဆက်ဆက်ချင်းမှာအကိုရဲ့အကိုပိုင်းရေးဟန်တစ်ခု ဒီပုံဖော်ဖို့ကိုပိုင်ရေဟန်တစ်ခုနဲ့ရေးဖို့ဟိုနည်းနည်းခတ်နေသေးတယ်ဆိုလို့ရှိရင်ခြားသူတွေရေးထားတဲ့ဥပမာရေဟန်မျိုးကျွန်တော်လိုက်ပြီးတော့တူပါလို့ရတယ်ပေါ့နော်ဥပမာထားပြင်ကိုကြိုက်တဲ့ size ဆရာတယောက်ယောက်ရဲ့ရေဟန်တူပါလို့ရတယ်ပေါ့ဥပမာကိုဘသူကြိုက်လဲဥပမာဆရာတက်ကသူဖုန်းနိုင်လားဆရာကြီးရွှေဦးတောင်းလားဆရာမြတ်တက်တဲ့လားစသဖြင့်အဲကိုရဲ့ role model size ဆရာတယောက်ရဲ့ရေဟန်ကိုအဲရှိလို့ရပါတယ်နောက်ဆုံးတစ်ခုဖြစ်တဲ့ကျွန်တော်တို့ပြုတ်ပေါ့နော်ပြုတ်ဆိုတော့ကိုယ်တိုင်ပြုတ်လို့ဖန်တီးတဲ့အဆင့်ဖြစ်သွားပါပြီ အဲ့ဒါတော့ကိုကဒီအထူးကြောင့်တစ်ခုရသွားပြီစာရိုက်တဲ့အထူးကြောင့်တစ်ခုရသွားပြီအဲကျွမ်းကျင်တဲ့ level တစ်ခု ရောက်သွားပြီဆိုလို့ရှိရင်အကိုရဲ့ရေဟန်ကိုပိုင်ဟန်တစ်ခုနဲ့တွားလို့ရပြီဖြစ်ပါတယ်အဲ့ချင်းညာအမကိုကထားပြီးဘယ်လိုပုံစံမျိုးနဲ့တွားအောင်လဲအမဝက်ချတူတွေရေးတဲ့တော်တော်လက်လက်ရေဟန်နဲ့တွားအောင်လားဒါမှမဟုတ်လည်းအကျွန်တော်တို့ကဒီအဲတွယ်ဝပြီတော့ဗောနော်ဝက်ချရှေ့တင်နဲ့ဖန်တီတိဆောက်ထားတဲ့ရေဟန်မျိုးတွားအောင်လားပုံစံတဲ့ပုံစံနဲ့ဖန်တီလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်